မင်္ဂလာပါဗျဒီနေ့ဒီမှာဟောဖြစ်နေတဲ့ပွဲအကြောင်းလာပြောတာပါဗျဒီနံပါတ်1နဲ့စိုင်ငံနဲ့တိုက်ရပွဲပါဗျယုံကြည်နှစ်ယုံတွေ့ကြပါတယ်ဒီမျိုးပါကျွန်တော်ကတော့ပါကွဲခလီစီပါဗျကျွန်တော်ကကြော်ထုတ်တွေကြိုက်ပါတယ်ဗျပမာပမာကကြတော့ကြိုက်လာဆိုတော့ကျွန်တော်အရင်ပမာလေးအကောင်လုံးကဒီမဟာနခေါမျိုးတွေပါဗျဒါပေမဲ့ဒီပွဲမှာပါကွဲနိုင်မလို့ထင်ပါတယ်ဗျတကယ်ကြည့်လို့လည်းကိုကြိုက်တဲ့အကောင်ကိုကောင်းမှမှမှန်သွားလို့ရပါတယ်ဗျ ကျွန်တော်တော့ပါကွဲခရီးစီပါဗျဟုတ်ကဲ့မင်္ဂလာပါဗျအခုဒီမှာတအားနမဲကြီးနေတဲ့ကျက်နှက်ကောင်ရဲ့အချက်လေးလာပြောပြတော့ဗျသိရှင်တဲ့တငငကြီးနေနားထောင်ပါလို့ရပါတယ်ဗျဒီပါကွဲဘတ်ချန်ကကျွန်တော်အရင်ပြောပြပါအောင်ဗျဒီပါကွဲကမအေရသူတို့ထိုင်းလို့ပြောတဲ့ဒီမဲလွေလာမှာဗျအဲ့လိုမျိုးပမာလို့ပြန်ဆိုဒီတန်းချီချမ်းသာတဲ့အမိပေါ့အဲ့လိုမျိုးပါဖေဘတ်ချန်ကကြတော့ချက်လန်ခါအောင်ဒီပမာလို့ပြန်မှာဆိုရင်ငမန်းပြူလို့အိပ်ပဲရပါဗျ ဲ့လိုမျိုးပါဒီဒီ number 1ရဲ့အပေါ်အောက်ဒီမှာမှာဂျီမီဝိုင်တို့ဝေနောတို့ပြီးမှာဝေတို့ဒီမအေးဒီကျမအသားပေးတဲ့တော်တော်ကောင်းပါတယ်ဗျဒီဘက်ကွဲမှာအဲ့လိုမျိုးပါကျက်တက်က7လပါဗျဒါမဲ့ပွဲမရှိသေးပါဘူးဗျနောက်တစ်ဖက်ကကြတော့ဒီဆိုင်ငံပချံဗျဒီပမာပချံကကြတော့ဖေးကကြတော့ဒီဆိုင်ကုန်ပါဗျဆိုင်ကုန်ပြီးတော့ရှိမအေးကတော့ဒီချာမနောက်မျိုးပါအဲ့လိုမျိုးပါအဲ့ဒါတော့ဝတ်တုတ်ပဲခြံပေါက်ပါဗျ ်တက်တက်ကကြတော့16လပါဗျဒီပွဲတက်ကကြတော့ဒီအမွေမထိုးခင်တပွဲရှိပါတာဗျတရေတည်းမှနိုင်တာပါဗျအဲ့လိုမျိုးပါအချက်လိုက်လေးလည်းပြောပြတော့ဗျကျွန်တော်ကတော့ပကွဲပဲကြိုက်ပါလေဗျတငင်ချင်းတို့လည်းကိုကြိုက်တာကိုကိုပြောခဲ့လို့ရပါဗျဒီပွဲမှာတော့တရေတည်းနဲ့မမှောက်ဘူးဆိုရင်ပကွဲစားရပါဗျအဲ့လိုမျိုးပါထင်တဲ့အတိုင်းလေးကောင်းမှမမှန်ပါရပါဗျာကျွန်တော်အလောင်းကစားလို့မခေါ်ပါနဲ့ဗျာဟုတ်ကဲ့မင်္ဂလာပါဗျာဒီနေ့ဒီပွဲလေးကတိုက်တဲ့နေ့ရောက်ပါပြီဗျာနေ့လေတနားရီလောက်ဆိုရင်လှုပ်မယ်လို့ထင်ပါဗျာ ကြက်ကာ၃တွဲမြောက်ပါဗျမဟာလာကြက်ဝိုင်းမှာတကယ်လို့ကြည့်ချင်တဲ့တငယ်ချင်းတွေသူ Facebook ကနေလွှဲပေးလို့ရှိရင်ကျွန်တော် share လာပေးပါမယ်ဗျအဲ့လိုမှမဟုတ် line လွှဲပေးဘူးဆိုလည်းနောက်တိုက်ပြီးတဲ့ခါကျမှအကြောင်းပြရင်လည်း video လေးပါလေးရိုင်းတင်ပေးပါဗျတကယ် line တောင်းတဲ့လူဆိုရင်တော့ line glue တဲ့မှာလည်းကြည့်လို့ရပါလေဗျအဲ့လိုမျိုးပါတိုက်တဲ့ဘက်ကိုမှန်လို့ရပါဗျဒါပေမဲ့အရင်ကြည့်ကြည့်လေးပြောကြပါဗျကျွန်တော်ကတော့ပတ်ကွဲပါဗျဟုတ်ကဲ့မင်္ဂလာပါဗျ ခုနပဲပြီးသွားတယ်ဒီပကွဲနဲ့ပမာနဲ့ပွဲရလာလေးလည်းပြောပြတာပါဗျပွဲတော့တည်ကြပါလေဗျပထမအရေးမှာပမာဘက်ကနှစ်စားတစ်စားကြောပါလေဗျဒုတိယအရေးမှာကြာတော့ဒီထိုင်းပချံက3စားတစ်စားပြန်ကြောပါလေဗျပြီးတော့တတိယအရေးမှာလည်းအဲ့ဒီတိုင်းပဲ3စား4စားတစ်စား4စားလောက်ကြောပါလေဗျပြီးတော့နောက်ဆုံးရေးမှာတည်ကြပါပါဗျ။နောက်ဆုံးရေးမှာတော့ဒီရတော့ခုနစတစတွေမျိုးပါပါပါဗျ။ တချို့တငယ်ချင်းတွေသိချင်မှကျွန်တော်ဒီနားနဲ့တခါတည်းပြောပြအောင်မယ်ချက်ကအဲ့နေပြီးပြန်ကောက်တာဘာဖြစ်လို့မရှိအောင်လဲဘာဆိုအဲ့ဒီဝိုင်းရစီကံရဒီလိုမျိုးရှိပါတယ်ဗျချက်ကဒီဝိုင်းမှမဟုတ်ပါဗျာဒီထိုင်းနိုင်ငံဝိုင်းကြီးတွေလို့ပါချက်ကအော်ရင်အော်မအော်လို့ရှိရင်အဲ့လိုအိုက်ပြီးလို့ရှိရင်ပြန်ကောက်လို့ရှိရင်ပြန်အဲ့ပြန်ကောက်လို့ရှိရင်ပြန်အဲ့အဲ့လိုမျိုးသုံးခါဆိုရင်ရှုံးမှာတယ်ဗျအခုဒီပမာပချမ်းမရှုံးတာကြတော့ပြန်ကောက်ပြီးလို့ရှိရင်ကြက်ပြန်တဲနေလို့ပါဗျ ဲ့လိုမျိုးပြန်ကောက်ပြီးပြန်တဲဆိုတော့သူ့စီကံရဆိုပြီးစတိုက်သုံးခါအိမ်မှာရှုံးမှာလေဗျဟုတ်ကဲ့အကြောင်းကိုသိကြပါလေဗျဟုတ်ကဲ့အဲ့ဒါအကြောင်းလည်းပြန်ပေးတော့ဗျကျေးဇူးပါ